မြန်မာနဲ့ထိုင်းနှစ်နိုင်ငံလုံးမှာအင်အားပြင်းငလင်ကြောင့်လူသေဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်နေချိန်မှာရွှေဝဲလောက်ခဲ့ကြတဲ့မြန်မာအစိုးရတွေဝေဖန်ခံနေရပါတယ်။ထိုင်းနိုင်ငံဗန်ကောက်မြို့က Spicy Bar မှာငလင်ကြီးလှုပ်ခတ်ခဲ့တဲ့မလ28ရက်နေ့ညမှာပဲအစိုးရကျူဝဲရွှေမြတ်သူနဲ့တပည့်ကြီးတို့ပါဝင်ဖျော်ဖြေခဲ့ကြပြီးတကြံကြိုရေကစားဖျော်ဖြေပွဲ ဖြစ်တယ်လို့လည်းဖျော်ဖြေပွဲလက်မှတ်ရောင်းသူတွေကကြေညာထားတာတွေ့ရပါတယ်။ဖျော်ဖြေပွဲမကျင်းပမီ6နိုင်လို့က မြန်မာနိုင်ငံမှာအင်အား9.8%ပြင်းအားရှိတဲ့ငလင်းကြောင့်လူရချီသေဆုံးခဲ့ပြီးဆိုးရတဲ့အခြေအနေတခုဖြစ်ခဲ့သလိုတချို့ပြည်သူတွေဟာအဆောင်အုံပျက်စီးွေကြားမှာပဲပြိမိနေဆဲဖြစ်ပါတယ်။ဒါအပြင်မြန်မာအစိုးရတွေဖျော်ဖြေပွဲလုပ်ခဲ့တဲ့ဘန်ကောက်မှာလည်းငလင်းရဲ့ရိုက်ခတ်မှုကြောင့်အဆောင်အုံတွေပြိုကျပျက်စီးခဲ့သလိုအဲ့ဒီဖြစ်စဉ်တွင်းမှာပဲမြန်မာရွှေပြောင်းလို့သမားတွေသေဆုံးခဲ့တဲ့အခြေအနေတွေဖြစ်ပွားခဲ့ပါတယ်။ ငလင်ဖြစ်စဉ်ကြောင့်ထိုင်းဆိုတာကဘန်ကောက်ကိုငလင်ပေးရေးပေါ်ဆုံးဖြစ်မလ28ရက်နေ့မှာပဲသတ်မှတ်ပေးကြရလဲဖြစ်ပါတယ်။ဖျော်ဖြေပွဲလာရောက်ကျင်းပခဲ့တဲ့ဒီအဆိုအရတွေကိုမြန်မာလူလူရောထိုင်းနိုင်ငံသားတွေကပါဝေဖန်မှုတွေရှိနေတာဖြစ်ပါတယ်။